အားလုံးပဲမင်္ဂလာပါနေပြီးတော့ Hyperland မြန်5 minute sharing အစီအစဉ်လေးရဲ့လေကူးလေးလာနည်းပညာကဏ္ဍလေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ကျမနာမည်ရောနေ့ဧသိခိုင်ဖြစ်ပါတယ်ဒီဘက်မှာတော့ကျမ Microsoft Excel ရပါတော့ basic formula လေးတချို့မျှဝေပေးခြင်းပါတယ်အားလုံးပဲကျမနဲ့ဒီလိုလေးလာကြည့်အောင်နော်အားလုံးပဲကျမနဲ့ဒီလိုစတင်လေးလာကြည့်အောင်နော်အခုလိုရှင်ကျမ Excel ထဲမှာဇာတ်ကွက်လေးတစ်ခုတိစောက်ထားပါတယ်ဒီဇာတ်ကွက်လေးရဲ့ ပေါင်းလက်တွေကိုကျမကအလွယ်ကူဆုံးနည်းဖြစ်တဲ့ auto sum လေးနဲ့ရှာကြည့်ရအောင်နော်အလိုဆမ်းလိုက်လို့ရှင်ဒီလိုမျိုးလေး selection လေးကြာလာပါတယ်เนาะတကယ်လို့ဒီ selection လေးကကိုပေါင်းကျင်နဲ့ပေါင်းလန့်နဲ့ဆဲခွက်နဲ့လွဲနေရဆိုလို့ရှင်လေမျိုးမျိုးလေး dress ဆွဲပြီးတော့တည့်ပေးရပါမယ်ပြီးလို့ရှင်เนาะအားလေးနှိပ်ပေးရပါမယ် နောက်တစ်ခုကကြတော့ order နဲ့ equal ပေါ့နော် order equal ကတော့ auto sum ရဲ့ shortcut ဖြစ်ပါတယ်အဲ့ဒါနဲ့လည်းအသုံးပြုလို့ရပါတယ်ဟုတ်ပါပြီ auto sum ရဲ့အစားချက်ကပေါ့နော်ကျမတို့ဒီမှာခဏန်းနေပြောင်းလဲသွားတာနဲ့နောက်ကပေါင်းလက်တွေလည်းပြောင်းလဲသွားပါမယ်ဒါကတော့ကျမပထမဆုံး formula လေးဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျမတို့ ဒီထဲကပေါ့နော်အများဆုံးလိုချင်တယ်အများဆုံးဒီတိုင်းမျက်စိနဲ့ရှာနေမှဆိုရင်ကျမတို့အတွက်အရန်ခက်ပါတယ်အဲ့ဒီအတွက်ဒီဘက်မှာ auto sum ရဲ့ဘေးကမြားလေးကိုနှိပ်ပြီးတော့ maximum ဆိုပြီးတော့ formula လေးတစ်ခုရှိပါတယ်ဒီမှာ maximum ကိုကျမတို့ကဒီထဲကနေရှာချင်တာမဟုတ်ဘူးဒီဘက်ထဲကနေရှာချင်တာဖြစ်တဲ့အတွက်ဒီလိုဆက်လက်လေးမှတ်ပြီးတော့ကိုယ့်ရဲ့ရွေးချယ်မှုပြင်ပေးရပါမယ်ပြီးလို့ရှိရင်တော့ underline ခောက်ပေးပါဒါဆိုရင်တော့ဒီထဲကအများဆုံးတွေပေါ်လာပါပြီเนาะဒီရောက်ကလည်း maximum လေးကိုရှာကြည့်ပါမယ်เนาะ မက်ဆီမန်ကိုရှာကြည့်မယ်။မက်ဆီမန်ဒီထဲကနေရှာကျင်တာမဟုတ်ပါဘူး။ကျမတို့ကဒီထဲကနေဒီဘက်ကနေရှာကျင်တာဖြစ်တဲ့အတွက်ဆက်လက်လေးပြောင်းမှတ်ပြီးတော့အတားလေးခောင်းမရပါမယ်။ဒီဘက်အောက်ကကျတော့ကျမတို့အနည်းဆုံးရှာကြည့်မယ်ဆိုရင်ဒီဘက်ကနေပြီးတော့မီနီမန်ပေါ့နော်။မီနီမန်လေးနဲ့ဖော်မြူလာလေးနဲ့ရှာလို့ရပါတယ်။ဒီဘက်ကနေပြီးတော့ဒီလိုလေးဆက်လက်လေးပြောင်းမှတ်ပေးရပါမယ်။ပြီးလို့ရှင်တော့အတားလေးခောက်လိုက်ပါ။ဒါဆိုရင်တော့ဒီဇာတ်ကွက်တစ်ခုရဲ့အားလုံးပေါင်းလိုက်ရဲ့အများဆုံးရဲ့အနည်းဆုံးရဲ့ကျမတို့ပြီးသွားပါရင်နော် နောက်တစ်ခုအနေနဲ့ကျွန်မက date formula လေးကိုပြောပြပေးချင်ပါတယ်။ကျွန်မတို့ကအခုဒီနေ့ date တွေလိုချင်တယ်ဆိုလို့ရှိရင်ခဏလေးနဲ့ပဲရိုက်ကြရပါတော့။အဲ့လိုမဟုတ်ဘူးကျွန်မက formula လေးရေးပြီးတော့ဒီနေ့ date လေးကိုဘယ်လိုပေါ်အောင်လုပ်မလဲဆိုတဲ့နည်းလေးကိုပြောပြပေးချင်ပါတယ်။ဒီနေ့ date ရိုက်မယ်ဆိုလို့ရှိရင် equal to today လို့ပေါ်လာလို့ရှိရင် tab လေးခုန်လိုက်ပါပြီးလို့ရှိရင်ဝင်လေးပိတ်လိုက်ပါ။ ခွင်းပိတ်ပြီးလို့ရှိရင်အန်တာလေးခောက်လိုက်ပါနော်ဒါဆိုလို့ရှိရင်တော့ဒီနေ့ date လေးကိုသူ့ဘက်သူပေါ်လာပေးပါတယ်ကျမတို့ရိုက်ဆရာမလို့ဖော်မူလာလေးပဲတုံးလိုက်ရအောင်ပါပဲဒါကတော့ date တခုလည်းပေါ်ပါပေါ့နော်အဲ့လိုမှမဟုတ်ဘူးကျမတို့ကဒီနေ့ date ကိုမှနောက်ကအချိန်တိုင်းရောထည့်ချင်တယ်ဆိုလို့ရှိရင်တော့နောက်ထပ် formula တခုရှိပါတယ်အဲ့ဒါ equal no w နာပေါ့နော် equal now ဒီလိုပေါ်လာလို့ရှင် tablet တစ်ချက်ခုံပြီးတော့ခွင်းလေးပြန်ပိတ်ပေးရပါတယ်ပြီးလို့ရှင် enter လေးခောက်လိုက်ပါဒါဆိုရင်တော့ဒီနေ့တိတ်ရော ဒီနေ့အချိန်ရောပေါ့နော်အချိန်ကတော့ तू က24နာရီပုံစံနဲ့ပြပေးရဖြစ်ပါတယ်ဒီနေ့ဒိတ်ကောဒီနေ့အချိန်ရောပေါ်လာပါပြီနော်ဒါကတော့ဒိတ်ဖုန်းမှ၄ပါနောက်ခုနေနဲ့ချမပေါ့နော်ကနန်းနေရဲ့နောက်မှာဒေါ်လာဆိုင်တွေတခြားအခရာတွေပေါ့နော်အော်တိုဘလူးထည့်ရလဲဆိုရင်နည်းလေးကိုပြပြပေးပါမယ်ကိုထည့်ကျင်တဲ့ဆဲဝက်တွေကိုအရင်ဆုံးဆက်လက်မှတ်ထားပါမယ်။ပြီးလို့ရှင်ဒီနမ်းမတဲ့အမျှလေးကိုနှိပ်ပေးပါနော်။နှိပ်ပြီးလို့ရှင်လိုပေါက်လေးကြလာပါလိမ့်မယ်။အဲ့ထက်ကမှ custom ဆိုတဲ့ဟာလေးကိုနှိပ်ပေးပါ။ ဖြတ်ပြန်ရေးထားလို့ရှိရင်ဒီမှာ general ဆိုပြီးတော့ပေါ်လာပါတယ်နော် general လေးကိုဖြတ်ပေးပါဖြတ်ပြီးတော့ကိုထည့်ရင်တဲ့ sign လေးကိုပေါ့နော်ထည့်ပေးရပါမယ်အခုကျမဥမာအနေနဲ့ဒေါ်လာ sign လေးထည့်ပြပါမယ်နော်ဒီဒေါ်လာ sign ရဲ့နောက်မှာကိုကခန်းပနဲ့လုံးရေးမှလည်းပြန်များတော့တွက်ထားပေးရမယ်ဟိုခန်း၄လုံးရေးမှပေါ့နော်ကျမဥမာဆိုရင်၄လုံးရေးမှဆိုရင်တုံညာ၄လုံးလေးထားပေးရမယ်ပြီးရင်တော့ okay လေးပေးလိုက်ပါဟိုကျမရေးတော့မှာပေါ့နော် ခန်းန်းလေးပဲရေးလိုက်တယ်ဒီမှာ၈ယောက်ဒေါ်လာဆိုင်နဲ့သူ့ဘောက်သူတက်ပြီးသားနော်နောက်တစ်ခုကလည်းဒီမှာခန်းန်းလေးပဲရေးရမယ်ဒေါ်လာဆိုင်နဲ့သူ့ဘောက်သူအော်တိုတက်ပြီးသားအဲ့လိုမျိုးလေးတွေအသုံးပြုလို့ရပါတယ်ကိုကခန်းန်းလေးပဲရရအောင်မယ်သူ့ဘောက်သူအော်တိုဒေါ်လာဆိုင်လေးပအောင်လုပ်လိုက်တာပါနော်ဒါဆိုလို့ရှိရင်ကျမတို့ကခန်းန်းလေးပဲရရအောင်မယ်သူ့ဘောက်သူအော်တိုဆိုင်လေးတွေထည့်ရည်နီလေးကိုမျှဝေပေးရဖြစ်ပါတယ် အခုဆိုလို့ရှိရင်ကျမမျှဝေပေးခဲ့တဲ့ formula လေးတွေကအလုံးတည်းသုံးဝင်မှလို့လည်းမျှလဲပါတယ်ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းအလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ပတ်မှလည်းကျမတို့ရဲ့ page ကနေပြီးတော့ဒီထက်ဗဟုသုတရစရာဗီဒီယိုလေးတွေကိုမျှဝေပေးမှဖြစ်တဲ့အတွက်နောက်ပတ်မှလည်းအလုံးပဲဆက်မြဲကြည့်ရှုပေးပါအောင်ရှင်အလုံးကျေးဇူးတင်ပါတယ်